ောက်ကြညမှာဗယုတ်ကြတဲ့တရုတ်မကိုအဟုတ်ချမဲ့ဘရိုနီကာမမဘရိုနီကာရဲ့ပွဲကိုစောင့်မျှော်နေကြတဲ့မောင်လေးတွေအတွက်ဝမ်းချမ်းမြန်ရှစ်ကချပြလိုက်ပါပြီခဏခဏမင်းနေကြတဲ့မောင်လေးတွေအတွက်တော့ဒါဟာဝမ်းသာစရာသတင်းစကားတစ်ခုဖြစ်သွားခဲ့ပြီအချင်းများဘရိုစီမာဆိုတဲ့တချင်းနဲ့အတူအားပြီးသွားရအောင်မှာဖြစ်ပါရီမမဘရိုနီကာတရုတ်ပွဲဝင်နေခဲ့တာဟာတော်တော်လေးကြာသွားခဲ့ပြီလို့ဆိုရမှာဖြစ်ပြီးပြီးခဲ့တဲ့မေလအတွင်းကဂျူနီယာဖဲတက်စ်နဲ့နောက်ဆုံးပွဲစဉ်ကိုရှင်ပြိုင်ထိုးသက်ထားခဲ့တာဖြစ်ပါရီ ပြီးခဲ့တဲ့ဆယ်လပိုင်းအတွင်းမှာလေဗရိုနီကာဟာအန်နီဆာမတ်ဆင်နဲ့ပွဲတည်ပြီးခဲ့သေးပေမယ့်ပွဲပြတ်သွားခဲ့တဲ့အတွက်ဒီယုံမာလေးနဲ့ထပ်ပြီးတော့ပွဲတည်ပြီးခဲ့တာပါဗရိုနီကာတော့တော့ဖိုက်တာပြောင်းသွားခဲ့တာဖြစ်တဲ့အတွက်နည်းနည်းလေးတော့အသက်ရှူချောင်းသွားခဲ့တယ်လို့ဆိုရမှာဖြစ်ပြီးအန်နီဆာမတ်ဆင်နဲ့သာဆိုရင်တော့တိတ်ပြီးလွယ်ကူနိုင်မှာမဟုတ်ဘူးလို့ဆိုရမှာပါ။ဘာကြောင့်ဆိုရင်အန်နီဆာမတ်ဆင်ဟာအတွေ့အကြုံရင်ဖိုက်တာတယောက်ဖြစ်တယ်လို့ကေပေါင်စင်ရောမွေထိုင်းမှာပါကျွမ်းကျင်တဲ့ဖိုက်တာတယောက်လည်းဖြစ်ပါလိမ့်။ ဒါပေမဲ့အန်နီဆာမက်ဆင်ဟာပြိုင်ပွဲကနေနှုတ်ထွက်သွားခဲ့တဲ့အတွက်ဗရိုနီကာရဲ့ပွဲစဉ်ကိုမျှော်လင့်နေကြတဲ့မောင်လေးတွေလည်းယင်းထဲမှာဟာတာတာကြီးဖြစ်သွားခဲ့ကြပါသေးတယ်။အခုတော့မောင်လေးတွေရဲ့အလွမ်းကိုတရုတ်မလေးနဲ့အတူချပြလိုက်ပြီးဖြစ်ပြီးဗယုတ်ကျနေတဲ့တရုတ်မလေးကိုဗရိုနီကာတယောက်အဟုတ်ချပြသွားမလားဆိုတာစောင့်ကြည့်သွားရတော့မှာဖြစ်ပါရည်။တရုတ်တွေဟာအမြဲလိုလိုဒုက္ခပေးလေရှိတဲ့သူတွေလို့ဆိုရမှာဖြစ်ပြီးအခုတော့ဗရိုနီကာတယောက်အတူရောအရင်မှာပေါင်းပြီးတော့ဆက်လို့ရမယ့်အခွင့်အရေးမျိုးကိုပိုင်ဆိုင်သွားခဲ့ပြီလို့ဆိုရမှာပါ။ ဒါပေမဲ့ Brownie ကအတွက်တရုံမလေးဟာလွယ်ကူတဲ့ပြိုင်ဘက်မျိုးတော့မဟုတ်ဘူးလို့ဆိုရမှာဖြစ်တယ်လို့ကေဘောင်ဆေးရောင်မွေထိုင်းမှာနှမျိုးစလုံးကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပါလိမ့်။တခြားသော promotion မှာ champion ခပတ်ရယူထားခဲ့ဘူးတဲ့တရုံမလေးဟာလက်သွက်ခြေသွက်ရှိတယ်လို့ကေဘောင်ဆင် fighter တယောက်ဖြစ်တဲ့အတွက်လက်သီးထိုးချက်တွေမှာအင်မတန်မြန်ဆန်သွက်လက်တာကိုလည်းမြင်တွေ့ထားခဲ့ရတာပါ။နောက်ပြီးသူမထက်အရမောင်းပူကောင်းတဲ့ fighter တွေနဲ့လည်းရှင်ပြိုင်ထားခဲ့သေးတာကိုမြင်တွေ့ထားခဲ့ရတယ်လို့ပုံစံကောင်းတွေကိုပြသကနိုင်မွေးရယူထားတာကိုလည်းမြင်တွေ့ခဲ့ရတာပါ အရန်မြင့်က9ပြီ3လမ်းမှသာရှိတဲ့အတွက်ဘရော်နီကထွက်တော့တလမ်းမလောက်နေနေခဲ့တာဖြစ်ပါလိမ့်။လက်သီးချက်တွေမြန်ဆန်ပေမဲ့မာဂုံပိုင်းမှာတော့ဘရော်နီကလောက်မနိုင်မှာမဟုတ်ဘူးလို့ဆိုရမှာဖြစ်ပြီးအပေါ်ယံချီပြီးဆုံးဖြတ်တာထက်ဘရော်နီကနဲ့ပွဲစဉ်မှာဘလို့ချင်းနေရှိလဲဆိုတာစောင့်ကြည့်သွားရတော့မှာပါ။ဒီယုံမလီဟာအသက်28နှစ်ရှိပြီဖြစ်တဲ့အတွက်အပြိုကြီးဘရော်နီကထက်တော့2နှစ်လောက်ငယ်သေးတယ်လို့ဆိုရမှာပါ။ဖိုက်တာသမားတစ်ယောက်ရဲ့အကောင်းဆုံးအသက်အရွယ်လို့ပြောရမှာဖြစ်ပြီးဝမ်ချန်ပီယံရှစ်မှာဖိုက်တာကောင်းတစ်ယောက်ကိုထပ်ပြီးတော့မြင်တွေ့သွားရအောင်မှာဖြစ်ပါလိမ့်။ ဗရိုနီကာနဲ့တရုတ်မလေးမင်းကွာရီတို့ဟာလာမယ့်တောက်ကြညမှာကျင်းပမယ့် One Friday 5 132ပြိုင်ပွဲမှာဒူးပေါင်တွင်ဆိုင်ဖြစ်ရှင်ပြိုင်သွားကြမှာဖြစ်ပြီးမြန်မာပရိသတ်တွေအတွက်တော့တညာရဲမြန်မာဖိုက်တာ၃ယောက်ကိုအားပေးသွားရမယ့်ညတညာလေးဖြစ်ပါသည်ဗရိုနီကာအပါအဝင်တန့်စင်ဇိုးနောင်တို့ကလည်း One Friday 5 132ပြိုင်ပွဲမှာရှင်ပြိုင်သွားကြမှာဖြစ်ပြီးဇိုးနောင်နဲ့တန့်စင်တို့ဟာ Ancient Time Fighter တွေနဲ့ရင်ဆိုင်သွားကြရမှာပါမြန်နေတဲ့ဖိုက်တာအဖြစ်ဇိုးနောင်ကိုမြင်တွေ့သွားရမှာဖြစ်ပြီး Ancient Time Fighter နဲ့ Strawweight ထမ်းမွေးထိုင်းပွဲစဉ်ကိုရှင်ပြိုင်သွားရမှာဖြစ်ပါလိမ့်။တန်းစင်ကတော့အားလုံးသိတဲ့အတိုင်းပဲမြန်မာ Fighter တွေကိုအနိုင်ယူထားတဲ့ Confronto နဲ့ Flyweight တန်းမွေးထိုင်းပွဲစဉ်အဖြစ်ရှင်ပြိုင်သွားရမှာပါ။ One Championship မှာရှုံးပွဲတွေဆက်နေတဲ့တန်းစင်တွေဒီပွဲကအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးမာဂုံရောကစားပုံမှာကောင်းတဲ့ Confronto ကိုတန်းစင်တယောက်ဖြိုခွင်းနိုင်မှာမလားဆိုတာစောင့်ကြည့်သွားရမှာပါ။ဘလို့ပဲဖြစ်နေပါစေလာမယ့်တောက်ကြညာဟာမြန်မာ Fighter တွေပါဝင်တယ်လို့ မြန်မာပြည်သက်တွေအတွက်ရင်ခုန်ရအောင်မဲ့ညတညအဖြစ်မြင်တွေ့သွားရအောင်မှာဖြစ်ပါလိမ့်